ော့တာမြို့မှာဇူလိုင်လ9ရက်နေ့ကပိတ်ဆို့ရှာဖွေမှုတွေပြုလုပ်ခဲ့ရမှာဆိုင်ကင်းနဲ့လာသူ2ဦးထံကနေတနက်နှက်လနဲ့ကြီးစံတွေဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။တနင်္လာရီတိုင်းဒေသကြီးကော့တောင်မြို့ရွှေစင်ရော်ရက်ကွယ်နန်းနဝင်းစည်းအနီးမှာဇူလိုင်လ9ရက်နေ့ကတာဝန်ရှိသူတွေနေမြေလုံးကျုံရဲ့ရင်စည်းကမ်းလိုက်နိုင်အတွက်ဆောင်ရွက်နေစဉ်အေးရညင်ရက်ကွယ်ကနေမြို့ရင်းကိုမောင်းနှင်လာတဲ့ဆိုင်ငယ်တစ်စီးကိုရှာဖွေရအခုလိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အေးရညရက်ကွက်ဘက်ကမောင်းနှင်လာတဲ့လူနှအူလိုက်ပါလာတဲ့နံပါတ်မပါတဲ့နီညိုရောင်ဆိုင်ငယ်ကိုရက်တန့်စစ်စေရဆိုင်ငယ်ဖင်တိုင်ကတူဘောက်စ်အတွင်ကနေအဝတ်တွေနဲ့ပတ်ထားတဲ့ကြီ6တောက်အသစ်ထည့်ထားတဲ့32ဘို6လုံးမြူတက်လက်နဲ့ကြီ6တောက်အသစ်ထည့်ထားတဲ့ဂျာမနီနိုင်ငံလုပ်ပစ္စတိုတက်လက်နဲ့ကြွကြွအိတ်ဖြစ်ထည့်ထားတဲ့နောက်ထပ်ကြီ6တောက်တို့ကိုဖန်ဆီးရမိခဲ့တယ်လို့သိရပါဗျ။ ီလိုဖမ်းဆီးရမိကြတဲ့အတွက်လက်နက်ယူဆောင်ပြီးဆိုင်ကယ်မောင်းနှင်လာသူနှစ်ဦးဖြစ်တဲ့အေတောင်းနဲ့နိုင်လင်းတို့ကိုတာဝန်ရှိသူတွေကဖမ်းဆီးထိန်းသိမ်းလိုက်ပြီးစစ်ဆေးဖော်ထုတ်မှုတွေဆောင်ရွက်နေတယ်လို့သိရပါတယ်။အခုရပိုင်းအတွင်းထိုင်းနိုင်ငံကနေပြန်လည်ဝင်ရောက်လာနေသူအများအပြားရှိနေရနေရပြန်မြန်မာတွေနဲ့အတူမူရည်စေဝါလက်နက်ခဲရန်ဝေဆက်ကိုအတူတွေယူဆောင်တဲ့သူတွေလည်းရောနောပါဝင်လာနိုင်တဲ့အတွက်တာဝန်ရှိသူတွေကရှာဖွေစစ်ဆေးမှုများဆောင်ရွက်နေကြကြောင်းသိရပါဗျ။